ောက်ပြန်ပြီးတော့မာစတာပြီးရှင်းတော့ပြန်တူယူရမယ်လုံးဝကဲမှာညီမနိုင်ငံအတယွန်းညွန်းနိုင်မှာထည့်ပြီးတော့အဲ့လိုမျိုးပြောလုံးရှင်းရပြเออดาวรออโลตีละไดเมนนีชุยเตยออกมาဖြစ်ပါတယ်သူ့ကိုမြန်မာနိုင်ငံရဲ့တင်ညွန့်ညွန့်နဲ့မတော်ထဲ့ပြီးတော့အထူးရမယ်ဆိုပြီးပြောထားတာပါဒါနိုင်ငံကြီးနဲ့ပတ်သက်လားဆိုနိုင်ငံကြီးနဲ့ပတ်သက်တာတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့နိုင်ငံကြီးကိုသူမလုပ်ပါဘူးဘောင်းနိုင်ငံကြီးမလုပ်လို့ဆိုနိုင်ငံကြီးလုပ်ဆရာမလုပ်ပါဘူးဘာလို့လဲဆိုတော့ AI အေးချောင်းဘာလုံးမမလုပ်ဘဲနဲ့ ။အုံညင်လိုပတ်စံတွေငွေတွေပြည်သူတွေရဲ့ပတ်စံတွေကိုတုံးဖြုံလို့ရတာအလုံးသိမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့သူ့အားပေးလူရှုရတော့ပြောကြပါရစေ။ဘာလို့နေရှိသေးအောင်ဟာနိုင်ငံရေးမလုပ်ဘူး AC နေရလို့ပြောကြပါရစေ။ဒါတော့နိုင်ငံရေးမလုပ်တာမဟုတ်ပါဘူး။သူ့အနေနဲ့ကနိုင်ငံရေးလို့ဆရာမလို့လောက်အောင်ကိုရအလုံးပြပြစုံနေပြီးတော့ဘာမွေးတဲ့အခုချိန်ဒီဘာအလုံးမမလုပ်ဖင်းနဲ့ငွေကိုရေးလို့တုံးနေရတာတော့အလုံးဒီမှာဖြစ်ပါတယ်။အခုလေခုရှင်မင်းသားမင်းသမီးတွေကအစကောင်ကြီးကောင်ငယ်တွေကအစုံကုံသုံးကိုငွေပေးပြီးတော့ခိုင်းစားနေလို့ရရနေဒါတို့ရောက်နေတာ။ ဒါဟာပြည်သူတွေရဲ့ငွေဖြစ်တယ်ဆိုအောင်သိဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်မြန်မာပြောလိုပါပဲ။သူပင်ခုတ်ရင်ကျငုတ်ကြံလို့မရပါဘူး။ကောင်လေးကသေးပါသေးတယ်ငဲပါသေးတယ်ဆိုပြီးထိုင်ရတော့အကောင်ကြီးလာတဲ့ခါကျရင်ရိုးတွန်လာခံရပါလိမ့်မယ်။ဒါကြောင့်ဒီခေတ်မှာလည်းတော်လိုင်းအောင်မြင်သွားတဲ့ခါမှာတော့မင်းအောင်လိုင်အောင်သူပင်ခုတ်ကျငုတ်မကြံစေဖို့အတွက်လက်ရှိခြေကတော်လန်ခေါင်းဆောင်နေတဲ့ခေါင်းထဲမှာထည့်သွင်းထားဖို့လိုအပ်တယ်ဆိုတော့လေဒီနေရာကနေပြီးတော့ချက်မှန်ဒီပြေးလိုက်ပါတယ်။ ကျွန်တော်ကတာတူမီနဲ့စားတော်လိုင်းရေးကိုတော့မဆက်နဲ့အာမီကမမိဘူးဆိုပြီးတော့တော်ရောက်တောင်းလို့ချက်မတည့်ရဲ့ဘေးခွန်ကြီးနဲ့ line ပေါ်မှာအာမချောင်းနဲ့ဆက်နဲ့အာမီဆိုတာကစီရေးဆိုင်တက်ခရေးဆိုင်ဆက်လက်နဲ့ဆိုင်ဒါကိုပြောတာစီရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝန်မရှိုးနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စစ်ရေးနိုင်ငံရေးတည်တံ့သွားရမယ်ဆိုတဲ့သူအာမီမဟုတ်ဘူးသူအာမီဆိုတာကစစ်ရေးနဲ့နိုင်ငံရေးတည်တံ့သွားမယ်ရောမထွေးရဘူးဒီလိုအနေအထားမျိုးကအဖွင့်ပြိုးပြီးနိုင်ငံတွေမှာရှိတယ်ကျွန်တော်တို့နိုင်ငံတွေမှာစစ်ရေးနိုင်ငံရေးတည်တံ့သွားလို့မရဘူးသူအာမီလို့လို့မရဘူးရှမ်းတဲ့အာမီ ပရိုအာမီရဲ့ကောင်တွေကတခိုးကြီးမဟုတ်ဘူးမင်းတို့ကပရိုအာမီလည်းမဟုတ်ဘူးစတန်ဒတ်အာမီလည်းမဟုတ်ဘူးတခိုးတွေတခိုးတွေနေမှာတော့ခိုးတွေနေမှာပရိုဘောင်းပရိုပဲတကယ်ပရိုစင့်တွေအဲကြောင့်ပြောတာတခိုးကြီးတော့ဓမြဓမြကြီးတော့အဘဆိုတာနင်တို့တွေပဲ အွန်လိုင်းမှုတွေအားလုံးပဲငလင်ပေးနေပြီပြည်တော်အများဆုံးကြင်ဝေးကြပါသေးလို့ဆူတောင်းပေးနေတယ်ကျွန်တော်ရဲ့ Gojet Revolution Channel လေးရပြန်လည်ကြိုဆိုင်ပါရယ်ဗီဒီယိုလေး reaction လို့သွားပြီးမှာတော့ယနေ့ဒူလိုင်းလ2ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့ည9:00နာရီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့အွန်လိုင်းမှုတွေအားလုံးပဲအဆုံးထိကြည့်ပေးဖို့ဒီနေ့ရက်ထက်မှတောင်းဆိုလိုက်ပါရယ်အရာအုံသတင်းတဲ့ပုံအနေနဲ့ကတော့လက်ရှိအခြေအနေမှာကျွန်တော်လေးကိုမဟောနေတဲ့သတင်းကိုဖြစ်ပါရယ်ဒါကတော့လှိုင်းသားရမှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးထားတဲ့မက်ဆွန်ပွင့်လန်ကို ရဲတွေလက်ထက်ကနေပြီးတော့လူနှစ်ယောက်ကနေပြီးတော့ပြစ်ခတ်ပြီးတော့ရုပ်ရှင်ကတင်သွားတာတော့မနေ့ကအားလုံးသိမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့မှာဆိုရင်တော့အဲ့ဒီလူတွေအားလုံးမိလိုက်ပြီးဆိုပြီးတော့တစ်ကောင်စီကထုတ်ပြန်ထားပြီး Telegram Channel တွေမှာလည်းသူတို့ရဲ့စစ်ခွေးဘောမာတွေကြောက်တိုင်တွေကလည်းထုတ်ပြန်ထားတွေ့ရပါတယ်။ဒါတကယ်တော့စုံစမ်းကြည့်ရမှာတကယ်ကိုပဲပြန်မိသွားတာဖြစ်ပါတယ်။ဒါဟာရောင်တိုင်းကန်တာမြို့နယ်မှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးထားတဲ့မတ်စုံပွင့်လိုင်ကိုရဲတွေလက်မှာပြစ်ခတ်ကထုတ်သွားမှုမှလွတ်မြောက်သွားသူနဲ့ ဲ့ထို့သွားသူတွေကိုလက်နက်များနဲ့တူဖမ်းဆီးရရှိအောင်စစ်ကောင်စီကတပ်ပုံတွေကပေါ်ပြခဲ့ပါတယ်။ဒါဆိုလည်းတရက်နေ့ည9:30မိနစ်အချိန်မှာတိုင်းသာမြို့နယ်ရှိပိုင်းရဲစခန်းကအကြမ်းဖက်တိုက်ဖျက်ရေးပုပ္ပရေပုံမှန်90ညနဲ့ဖမ်းဆီးထားတဲ့မတ်စုံပွင့်လိုင်ကိုရေးပေါ်နာမကျန်းဖြစ်ပြီးတိုင်းသာယာမြို့နယ်စေယုံတို့လူရဲအုံနှုတ်ကခေါ်ဆောင်သွားကြမှာပဲမင်းကြီးမဟာလမ်းထိတ်မှာပဲ လူနှစ်ဦးကဒူရဲကိုနှုတ်ကိုပြစ်ခတ်ခဲ့ပြီးမဆုံပွင့်လိုင်ကိုကယ်ထိုးသွားခြင်းဖြစ်ပါတယ်။မဆုံပွင့်လိုင်ကိုကယ်ထိုးသွားတဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေမှာကတော့ဒီနေ့နဲ့နဲ့ပိုင်းတန်လင်မြို့နယ်မှာမဆုံပွင့်လိုင်ကိုကယ်ထိုးသွားတဲ့သူ၅ဦးကိုလက်နက်ခဲယမ်းနေတဲ့သူပြန်လည်ဖမ်းဆီးရရှိတောင်စစ်ကောင်စီကတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းတော်လန့်ပြည်သူတွေအနေနဲ့လုံမဲ့စိတ်မကောင်းဖြစ်နေကြတဲ့အနေအထားတစ်ခုလည်းတွေ့နေရပါတယ်။တကယ်တော့သူတို့တွေကဘူးလဲဆိုတာကိုတော်လန့်ရေးဘက်ကဖြေရှင်းချက်ထုတ်တာပြီးဖြစ်ပါတယ်။ဒါကတော့အင်ဖြူနဲ့ကောင်ကတော့ချစ်စင်လင်းဆိုတဲ့ကိုဖြစ်ပါတယ်တဲ့။တော်တယ်မှာအာနာငွေကြီးအလွဲအသုံးစားလုတ်ပြီးတော့ရဲဘော်တွေကိုနှိမ့်ဆက်ညှဉ်းပန်းပြီး စကစားစီမှာပြည်သူတွေလူတဲ့လက်နက်တွေနဲ့သူလူတွေကိုခေါ်ပြီးအလင်းဝင်ထားတာလည်းကြားပြီးလို့သိရှိရပါတယ်။မြို့ပေါ်မှာကြံခဲ့တဲ့ရဲဘော်မိသားစုဝင်တွေကိုလည်းချောက်ပြီးတော့ပတ်စံငွေချင်းညှစ်တာရှိပြီးဘေးကသူ့မိမကိုလည်းထောက်ပို့အမိခံတဲ့လိန်နေနဲ့အခုလိုဖမ်းခံရပြီးလို့သူ့မိမကိုတူခဲ့တာဖြစ်ပါတယ်တော်လန်ရေးသစ္စာကောင်ဖြစ်တဲ့အတွက်တော်လန်ပြည်သူများအနေနဲ့လုံးဝလုံးဝကိုမှစိတ်ဆင်းမရဲမနဲ့သူတို့ပါသူတို့ မအေးအေးဝင်းစီစဉ်တဲ့ဇလန်းနာတခုဖြစ်နေတယ်ဆိုတော့အားလုံးသိဖို့တဲ့ပြန်လဲဝေမျှပြစ်လိုက်ပါတယ်။2023နှစ်စက်တင်ဘာလ17ရက်နေ့မှာလဲခေါင်းဆောင်၃ဦးစစ်ကောင်စီနဲ့ပူးပေါင်းသွားပြီးနောက် National Special Force ဖွဲ့ကိုဖျက်သိမ်းသွားတယ်ဆိုတာဒီကောင်တွေပဲဖြစ်ပါတယ်။စက်တင်ဘာလတဲ့တရင်ကြပြည့်ရဲ့အချိန်မှာပဲအခုချိန်ပြန်လဲဖမ်းကန်တဲ့အချိန်မှာဒီကောင်တွေရဲ့ရုပ်တွေကိုတိကျစစ်ဆေးကြည့်လိုက်တဲ့ခါမှာတော့ဒီကောင်တွေကပြင်းပြင်းထန်ထန် National Special Force အမည်နဲ့စည်းလို့ရှာခဲ့တဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်အုံငွေကြေးလက်နက်တွေနဲ့ယူဆောင်ပြီးစစ်ကောင်စီနဲ့ပူးပေါင်းတဲ့အတွက်သူတို့အဖွဲ့ကိုစက်တင်ဘာလ၁ရက်နေ့ကစပြီးဖျက်သိမ်းလိုက်တာလို့လုံခြုံရေးအမိမဖော်လို့တဲ့ ကြံ့တဲ့ခေါင်းဆောင်တွေကစက်တင်ဘာလ12ရက်နေ့2023ခုနှစ်မှာပြောခဲ့တာဖြစ်ပါတယ်။ဒါဟာ2023ခုနှစ်ဇူလိုင်လပိုင်းလောက်ထဲကဒုတက်ခွဲမှုရန်ကုန်ခေါ်ဖုံးမြင်အောင်နဲ့တက်ခွဲမှုတာဝန်ယူနေတဲ့အန်ဒရုကိုချစ်စင်လင်းတို့နှစ်ဦးဟာအဖွဲ့အတွက်အလူခံထားရတဲ့မြန်မာကျောက်ငွေပေါင်း3900လောက်တန်ဖိုးရှိတဲ့ ိုင်းပန်ဝေ10သိန်းနီးပေါက်ကိုယူဆောင်ပြီးစစ်ကောင်စီတပ်နဲ့ပူးပေါင်းသွားခဲ့ကြောင်းအဲဒီနောက်တက်စုမူတောင်းဝင်ထွန်းဆောင်နေတဲ့ဟိတ်ပေါက်ခွန်မင်းသူရင်စုစုကလည်းတနက်တက်လက်လေးဘုံတလုံးကြည်950နဲ့အခြားဆက်ဆက်ပစ္စည်းများစုပေါင်းပြီးကျပ်သိန်း150ခန်းတန်ဖိုးရှိတဲ့ပစ္စည်းကိုယူဆောင်ပြီးစစ်ကောင်စီတန်းစတင်ပါလာရှိရနေကပူးပေါင်းသွားတယ်လို့လည်းသိရှိရပါတယ်2023မှာဖြစ်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်ဒါအပြင်သူတို့တွေကတပ်ဖွဲ့အတွင်းကြံနေတဲ့ PDF ရဲဘော်တွေကိုလည်းသူတို့နီးတူစစ်ကောင်စီတန်းပူးပေါင်းဖို့နဲ့အပူးပေါင်းရင်မြို့ပြမှာကြံရတဲ့မိသားစုဝင်တွေကို NDA ပြုမယ်လို့ချိန်ချောင်းနေကြောင်းနဲ့သူတို့ National Special Force ရဲ့လူမှုကွန်ရက်စာမျက်နှာကိုလည်းစ စ်ကောင်စီနဲ့ပူးပေါင်းသွားသူတွေကတုံးဆွဲနေကြတဲ့အတွက်ပြည်သူတွေအနေနဲ့အလူငွေတွေမထက်ကြဘူးလေအဲ့ဒီတုန်းကသတိပေးခဲ့တာရှိပါတယ်။လက်ရှိမှာတော့အဲ့ဒီဖွဲ့ဟာကြံနေခဲ့တဲ့အင်အား40ကျော်ဟာတောင်ပိုင်းနဲ့စစ်တပ်နာချုပ်လက်အောက်ကတရင်ကြခွဲတစ်ခုမှာတွားရောက်ခိုးနေတယ်လို့သိရှိရပြီးတော့အဲ့ဒီတရင်တောင်ဝန်ကတူဖြစ်တဲ့ကိုစောကစောမီကလည်း National Special ဖို့ခေါင်းဆောင်တွေကစစ်ကောင်စီနဲ့ပူးပေါင်းသွားတယ်ဆိုတာမှန်ကောင်ကြောင်းနဲ့သူတို့ထံလာရောက်ခိုးနေတဲ့ PDF ရဲဘော်တွေကိုလည်းကောင်းမွန်စွာထားတဲ့အကြောင်းကိုလည်း2023ခုနှစ်ထဲကထုတ်ပြန်ထားတဲ့ ိပါတယ်။ဒါကြောင့်အခုဖန်ခံတဲ့ကောင်ကသူ့မိမပါဝါလို့ပေါ့သူလိုက်ပြီးတော့ပြန်လဲကဲတာဖြစ်တဲ့အတွက်တော်လန်ပြည်သူရဲ့အနေနဲ့လုံးဝကိုမှစိတ်ထဲမှာမထားဖို့နဲ့ဒီလိုကောင်မျိုးကြီးပါသွားတာပူတော်ကောင်းပါသေးတယ်ဆိုတာကိုတော်လန်ရဲ့ဘက်ကလည်းဒီကြအတီလင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ခုတင်ပုံအနေနဲ့ကတော့ကရင်ပြည်နယ်ဖားသောမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခလာရတက်သုံးလေးတရင်စကန်သိန်းတဲ့ဘက်ကိုစစ်တုံးပန်း90တဲ့မနဲ့ဖမ်းဆီးရရှိကြောင်းကရင်ဒီတော်လိုင်းသတင်းမြစ်ကထုတ်ပြန်လိုက်ပါပြီ။ဒါဟာဖားသောမြို့ခြေဆိုင် ချမ်းဘတ်စစ်ကောင်စီရဲ့ခလာရ73တရင်ကိုကင်နီတော်လိုင်းတပုံးစုတွေကထိုးစစ်စင်တိုက်ခတ်ခဲ့ရမှာတော့ယခုရပိုင်းအတွင်းအစိုးရတရင်ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းနဲ့ပြန်ရှိနေတဲ့စစ်တပ်စခန်းတွေကိုလည်းဆက်လက်ထိုးစစ်စင်တိုက်ခတ်နေကြောင်းသိရှိရပါတယ်။အောက်သောတပ်ပွဲအခြေအနေကကောင်းပါတယ်။ခလာရ73တရင်ကိုတိမ်းတောင်ပြီးပါပြီ။ကြံနေသေးတဲ့တပ်စခန်းတွေကိုဆက်သိမ်းနေလို့အတိအကျပြောပြလို့မရသေးဘူး။အားလုံးပြီးသွားတာနဲ့ထပ်ပြီးတော့ပြည်ဝင်ထုတ်ပြန်ပါမယ်လို့လည်းကင်နီတော်လိုင်းသတင်းမီကပြောထားတာသိရှိရပါတယ်။ချမ်းဘတ်စစ်ကောင်စီရဲ့ခလာရ73တရင်သိမ်းပိုက်ရမှာတော့ဖားဆောင်ပြည်သူကကွေးတဲ့အမှတ်138တရင်မှာအသက်40ရွယ် ရဲဘော်ကျော်စိုးခေါ်စိုင်းမောင်ဟာတော့တိုင်းပြည်နဲ့ပြည်သူတွေမျက်မျက်စွာအသက်ပေးလူသွားကြအောင်အားဆောင်မျိုးနဲ့ပြည်သူကဝေးတို့ဖက်ကထုတ်ပြန်ထားပါတယ်။ KNB အားဆောင်မျိုးကိုတိုင်းနိုင်ရေးအတွက်စီကောင်စီတက်ရဲ့ခလာရ33လေးနဲ့33ငါတရင်တို့ကိုပြည်နီတော်လိုင်းကြမြာ2024ခုနှစ်မေလ4ရက်နေ့ကစတင်ဖိုးစစ်တင်တက်ခိုက်နေတာဖြစ်ပါတယ်။အားဆုံးမျိုးမှာတော့စီကောင်စီရဲ့ခလာရ33လေးနဲ့ခလာရ33ငါတရင်နဲ့ရင်းသာရှိပြီးရင်းတရင်စကန်းတို့ကိုတိုင်းပိုက်နိုင်ပါကအားဆုံးမျိုးနဲ့တို့ကလုံးဟာတော်လိုင်းကြဖွဲ့များထံသို့ကြောက်ရောက်သွားပြီဖြစ်ကြောင်း ယင်းဒီတော်လိုင်းသတင်းမြေကလည်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းပုံအနည်းနဲ့ကတော့နိုင်ငံတော်တိုင်ပင်ခံမေတောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုထောင်ထဲမှာကြပြာရွတ်စုကူညီကြရလို့ငင်းကြံထောက်ကနိုင်ငံရေးကျင်းသားတွေကိုထောင်အာဏာပိုင်တွေကရိုက်နှက်ပြီးခြေချင်းခက်ခါတိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PBNM က ဒီနေ့ဇူလိုင်2ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။မေတော်ဆန်းစုကြည်ရဲ့မွေးနေ့မှာကြပြရွတ်တဲ့ဆိုတဲ့ကြောင်းပြချက်နဲ့ဇူလိုင်လ16ရက်နေ့ကစပြီးဒီနေ့အထိနှစ်ပတ်နီးပါးကြာတဲ့အထိတိုက်ပိတ်ခံရလို့သိရှိရပါတယ်။တိုက်ပိတ်တဲ့ဆိုတာကတော့အလင်းရောင်နဲ့လေဝင်လေထွက်ကောင်းကောင်းမရတဲ့အခန်းကြီးထဲမှာ ချုံနောင်ထားတာဖြစ်တယ်လို့ဆိုထားပါတယ်။သို့လို့ရိုက်နဲ့တိုက်ပိတ်ခံတဲ့နိုင်ငံသားကျင်းသားဥယျာဉ်ကိုတော့ PPNN ကမဖော်ပြထားပါဘူး။ရိုက်နဲ့ခံရချိန်မှာရရှိတဲ့ဒဏ်ရာတွေကိုစေကူပေးတာတွေဆေးပေးတာတွေမရှိဘဲထောင်ဝင်စားနဲ့မိသားစုတွေစီကပါအစားအသောက်ပါဆက်ပေးဖို့ကနေပါပိတ်ပင်ထားလို့ PPNN ကဆိုထားပါတယ်။ဒါကတော့မေတော်ဆန်းစုကြည်မွေးနေ့မှာမွေးနေ့စုတောင်းပေးသူတွေမွေးနေ့ထိမ့်မှဆေးရနာရှင်စန့်ကျင်ရေးအွန်လိုင်းလှူရှာသူတွေကိုပေါင်းဝင်သူတွေကိုစစ်ကောင်စီက အန်းစီချောင်ချက်တွေရှိတာတော့အလုံးသိမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ19ရက်နေ့ကလည်းမွေးနေ့မှာဆိုရင်လေသူတောင်းပေးတဲ့နေပြည်တော်ကပြန်ကြားရေးဝန်ထမ်းမျိုးသမီးနဲ့အခြားရပ်သားမျိုးသမီးတွေကိုလည်းစစ်ကောင်စီကဖမ်းဆီးထားတာလက်ရှိအချိန်ဒီပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရှိရပါတယ်အနာသိန်းစီကောင်းတော်တွေတို့ဝါသာပြန်ပေးတဲ့ Telegram Channel တွေကလည်းဖမ်းဆီးရေးယူတုံ့ဆောင်နေကြပြီးကျော်စိုးဦးဒဇင်ဦးကျော်မျိုးမင်းအစရှိသူတို့ကလည်းတုံ့ဆောင်နေကြတာအလုံးသိမှာဖြစ်ပါတယ်အကြောင်းပေါင်ပိုင်ထောက်မှုဒီကောင်တွေကအစအိုးအောက်ဆုံးမှာရှိတဲ့စစ်ကွေးတောက်တိုင်ကျော်စိုးဦးကျော်မျိုးမင်းဒဇင်ဦးတို့ပါမကြမ်း ော်လန်ရေးကာလဖြစ်ဖြစ်တော်လန်ရေးပြီးကာလဖြစ်ဖြစ်အားလုံးအလွဲမသွေရှင်းပြရမှာတော့အသေးချာပဲဖြစ်ပါတယ်ကျွန်တော်ပြန်ပြီးတော့မာဆာဖီရှင်းတော့ပြန်တူယူရမယ်လုံးဝကဲမညမာနိုင်ငံအသိယွန်းယွန်းနားထဲမှာထည့်ပြီးတော့အားမျိုးအဲ့လိုမျိုးရောလုံးရပြကျွန်တော်ပြန်ပြီးတော့မာဆာဖီရှင်းတော့ပြန်တူယူရမယ်လုံးဝကဲမညမာနိုင်ငံအသိယွန်းယွန်းနားထဲမှာထည့်ပြီးတော့အားမျိုးအဲ့လိုမျိုးရောလုံးရပြတာကရေးရေးပတ်တော်မှာရေးရေးဟီးရိုးဟီးရိုးပါပဲ အဲ့ဒါဒီလိုခြေနလန်းတက်ပြီးတော့ Enrique ကိုဒီလိုပြန်သွားဖြစ်တယ်ဆိုတာတို့အဲ့တော့အဲ့ဒါကိုပြန်လာပါတော့နေဗျာဒီက music video တိတ်မကြည့်နဲ့ဆိုတော့ okay တခုရှိတာဒီက music video ရဲ့ maximum budget ဘယ်လောက်သွားလဲ၄၅60လောက်မကျော်နိုင်ဘူးအကုန်တော့အကုန်ပါပြီးသားတော့အကုန်ပါပြီးသား location camera အကုန် crew board စားစရာအကုန်ကျွန်တော်တော့သွားရပြီဗျာဟုတ်တယ်အဲ့ဒါကြောင့်ပြောရတယ်ခိုးလားအဲ့ဒါကြောင့်ပြောရအောင်ရေသူ့က ကွန်လိုင်းဝင်တော့ကိုရောကွန်လိုင်းဘုံမလေးတင်းတင်းရတော့၆နိုင်တော့ထားပြီးပြန်ရအောင်ပိုင်းတရားပါလို့เนาะအဲ့တော့ကဲအိုက်ဆာဆိုပူဆိုင်ပြည့်ဆိုဒီပေါ့ကျွန်တော်တို့ FPS ဆိုကြတော့60ပြည့်မယ်ရုပ်စာကိုထွေတွေပါစီနဲ့ဒီကြတော့ပါဖို့အရာမရှိဟုတ်ကဲ့ဆိုပါဒီတော့ကျွန်တော်တို့ day 3ဝင်ရောင်းနဲ့ထိုးတဲ့ခန်းနဲ့ရွှေမုံကြီးရဲ့မွေးတွေမှာဖွဲ့ရနေတာပြီးတော့ပါပြီ is a wrap up ော်တယ်မျိုးတွေအားလုံးပဲလက်ရှိရှိမှာတွေ့ရမယ်နေထားတော့ပြည်သူပါတီကိုကိုကြီးကတော့အသိမြို့မှာတရားဝီတိုင်းမှာသွားပြီးတော့ရုံးအောင်ဖွင့်နေဖြစ်ပါတယ်ဖွင့်ဖွင့်ပြီးတော့သူကပြောလိုက်ပါသေးတယ်ဘာတွေပြောလဲဆိုလေကြီးလေးချေဖို့ဗျာဟော၅နှစ်တက်တန်းတော့လုံးမဲ့ဆိုးရတော့သူစိတ်ဝင်စားအောင်ဆိုတော့သလုံးတော်သူကမင်းအောင်နေပေါ့သူပဲအာနာရှင်နေအုတ်ချုပ်ရှင်သာတော့ထင်ရပါတယ်ရောက်ရည်တိုင်းဒီတူပါတီရုံးငန်းနဲ့ပသိမ်မြို့နယ်ရုံးငန်းပုံမှန်ခန်းသား 2025ခုနှစ်ဇွန်လ29ရက်ဇနီးနေ့နေ့7နာရီကပြည်ယာဝတီတိုင်းဒေသကြီးပသိမ်မြို့6ရက်ကွယ်ကုသနာယုံလန်းတွင်အယာဝတီတိုင်းဒေသကြီးပြည်သူ့ပါတီရုံးငန်းဖွံ့ဖွဲနှင့်ပသိမ်မြို့နယ်ပြည်သူ့ပါတီရုံးငန်းဖွံ့ဖွဲခန်းနာချင်းပါရပြည်သူ့ပါတီဗိုလ်ဌာနချုပ်မှဥက္ကဋ္ဌဦးကုကိုကြီးနှင့်တာဝန်ရှိသူများအယာဝတီတိုင်းဒေသကြီးပြည်သူ့ပါတီမှတိုင်းရင်းလုံးမှုဆောင်များပသိမ်မြို့နယ်ပြည်သူ့ပါတီမြို့နယ်မှုဆောင်များမင်းတို့ကောင်တွေလည်းမရှိတန်းရှာနော်မင်းအောင်လည်းပေါ်မျိုးအောက်ကနေပြီးတော့ဘောမသလိုဘောမသလိုလို့ရှောင်းလင်းပေးနိုင်တဲ့အနေထားတစ်ခုတူကိုမင်းတို့ကောင်တွေပြေးမာနေရတယ် ။အီယောင်ဒီတိုင်းတွင်းရှိမြို့နယ်အသီးသီးမှပြည်သူ့ပါတီများပတိမျိုးနဲ့အတွင်းရှိနိုင်ငံရေးပါတီအချို့မှခေါင်းဆောင်များနဲ့ထင်ရှားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်။ခေနပရမပိုင်းနဲ့ဥက္ကရာဥက္ကူနဲ့တာဝန်ရှိသူများကပြည်သူ့ပါတီစံမုံများကိုအမွေးနဲ့တိုင်များပတ်ဖြန်း၍ဖွင့်လှစ်တည်ခဲ့ကြပါတယ်။ အခမ်းအနားပြုရပါမယ်။အေရော်ဒီရိုက်ဒီတာရီပြည်သူ့ပါတီဥက္ကဋ္ဌဦးအောင်ကျော်လွင်ကနှုတ်ဆက်စကားပြောကြားပြီးဘိုးဥက္ကဋ္ဌဦးကိုရအမှားစကားပြောကြားခဲ့ပါတယ်။တော့ပါဝင်ကြည့်ရင်မျက်စိကပွေးလေးပုတ်တက်တမ်းနဲ့မကြည့်ပါဘူး။အင်းကျွန်တော်ကခုပါတီကောင်းမှုမျိုးတော့ပြောမယ်။ကျွန်တော်ရည်သွားတဲ့ကံမင်းကိုစိတ်ဝင်စားအောင်ကိုယ်နဲ့ပြောတာ။နိုင်ငံတော်တို့အားမင်းနဲ့ဘုကျွန်တော်သိသွားတဲ့ဆက်ရှိကျွန်တော်တို့အာသမီးညီညစ်တွေအတွက်အဲ့ဒီ no go ဘိုးတွေ ဘလောင်ကောင်းဖို့တောင်းနေသောက်ပါမယ်ဆင်းရုံနဲ့သောက်ပါမယ်အဲ့တော်တွေကိုသူ့ခေါ်ရောက်ချပြီးတော့စစ်တိုက်ပြစ်မယ်လို့လည်းအိစောက်ကျွန်တော်တို့အမှမေးဘူးအဲ့ဒီပဲကျွန်တော်ချိန်ဆောင်အချို့ဆိုရင်အချို့ဒုက္ခမှုတွေအမှန်ရရှိတယ်ဟုတ်ကဲ့မပေါ်ပါကျွန်တော်တို့အကြောင်းတည်းအဲ့ဒီဒေသကပြည်သူကျွန်တော်တို့မလို့ကြည့်ရုံအဲ့တော့ကျွန်တော်ပြောလိုက်ဟာကြောက်တတ်နေတိုင်းပဲယူလို့ဘာလို့လဲအိစောက်လို့တဲ့ချိန်တော့ဘတ်ဖြစ်မယ်ဆိုရင်ဒုနေချက်လည်းမရှိဘူး ဝင်ပြစ်ပြစ်မဲ့ဆိုတဲ့လုံလေးတလုံးရှိကျွန်တော်တို့ဆက်ဆက်ချင်းနိုင်ငံရေးလုပ်တဲ့အချိန်မှာကျွန်တော်တို့အထက်ကမောင်တော်ကြီးတွေနိုင်ငံရေးလုပ်ဘယ်ပြင်းများလာခေါ်သွားတယ်ပြန်လာအောင်ပြတ်သွားတယ်တချို့ယူသွားတယ်ဆိုတဲ့ဇာတ်လမ်းတွေနဲ့ကျွန်တော်တို့နိုင်ငံရေးစခဲ့ရတယ်အဲတော့နိုင်ငံရေးစဖို့တွေကနိုင်ငံရေးလုပ်ရင်အလဲဆုံးဖွင့်နိုင်တာအခက်မသိရင်သေတတ်တယ်ဆိုတော့တိပြီးတော့မှနိုင်ငံရေးလုပ်အဲ့လိုပြောတာကျွန်တော်ကဟိုပြည်သူတွေကိုကြောက်သွားအောင်ပြောတာလို့သို့တော့အခုချိန်ကြီးက ရှင်းလင်းလို့ရတော့ဘုံကြီးတော့မလို့ဒီမိုကရေစီဝင်လင်းလာပြီပါမဒီချိန်နေတယောက်သွားတဲ့ကိစ္စကိုကျွန်တော်တို့ကသုံးဆုံးမခံဘူးကျွန်တော်တို့ဘာလဲလို့တော့ဟဲ့လေဝင်လင်းတဲ့အရသာလေးကိုကျွန်တော်တို့ခံစားကြရပြီငါသာကြားလို့ပါလို့တိုင်းတွင်ရင်မှုဥစိန်တောင်းကဂျေစုတင်စကားပြောကြတာအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြပါတယ်။ဟဲ့ဒီလမ်းနဲ့ပဲဘာလို့ရမယ်ဆိုရင်လည်းမင်းဒီလမ်းနဲ့သွားကြည့်ပေါ့ဥကိုကြီး ဆိုတော့ကတာတူမီနဲ့စားရင်ဒေါ်လာရင်းကိုတော့မဆန်းတဲ့အမီကမမီဘူးဆိုပြီးတော့တော်ရောက်တောင်းလို့ချက်မတည့်ရဲ့ဘေးခွန်နဲ့ line ပေါ်မှာအားမချောင်းနဲ့ဆန်းတဲ့အမီဆိုတာကစည်ရေးဆိုင်တက်ခရေးဆိုင်ဆလက်နဲ့ဆိုင်ဒါကိုပြောတာစီရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝန်မရှိုးနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စစ်ရေးနိုင်ငံရေးတိတိတတ်သွားရမယ်ဆိုတဲ့သူအာမီမဟုတ်ဘူး ်ပရိုအာမီဆိုတာကစစ်ရေးနဲ့နိုင်ငံရေးအသီးသန့်သွားမယ်ရောမထွက်ရဘူးဒီလိုအနေအမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ်ကျွန်တော်နိုင်ငံတွေမှာစစ်ရေးနိုင်ငံရေးအသီးသန့်သွားလို့မရဘူးပရိုအာမီလို့လို့မရဘူးရှမ်းတဲ့အာမီပဲလို့ရမယ်အဲ့ဒီခြေကသဘောတရားလောက်ကိုတော့နားမလဲပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာသီးရောင်ပြီးရောင်60နဲ့တက်ရောင်လာမလို့နဲ့အဲ့ဒီလိုအတွေးခေါ်တင်နဲ့ကျွန်မရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ဒါတော့မပူတူပါဖြစ်ပါတယ်ဒါတော့ပူတူမရာတီသွေးစံပြဈေးမှာတစ်ချိန်ကရှမ်းရှမ်းတောက်ခဲ့ပြီးတော့ယောက်ျား9ယောက်တောင်ရှိခဲ့တဲ့သူကအခုဆိုမှအခုဆိုရင်တော့အားလုံးကိုတက်ပြီးပြောနေဖြစ်ပါတယ် တကယ်ပါလဲသူပြောသလိုပါပဲ pro စစ်တပ်ကဖြစ်တာတောင်မှရှိပါဘူး standard army လည်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့အဘတွေကမြန်မာမှာစာစုတော်ရှိသေးတယ်တကိုးကြီးတော့ဓမြဓမြကြီးတော့အဘဆိုတဲ့အတိုင်းပဲအဲ့လိုဖြစ်နေတာတော့အသေးကြပဲလေအဲကြောင့် pro မှာတော့ pro ဖြစ်ရင်ဖြစ်မယ်ဘာ pro လဲဆိုတော့တကိုး pro တွေပဲဖြစ်မှာဖြစ်ပါတယ်ချေရခြင်းလာမတိုင်းချေလာ စည်ရဲ့တိနိုင်ငံရဲ့တိဘလာမတ်တင်နဲ့စစ်တပ်နိုင်ငံရဲ့ရောက်ပြီးထွက်ရမယ်လို့စစ်တပ်ကသူ့ကိုလိုချင်ရေးဆွဲထားတဲ့ဖွဲ့စည်းပုံငနောင်းရှင်ဖွဲ့စည်းပုံခြေကောက်ပစ်ကိုဖျက်သိမ်းရမယ်ဆိုတဲ့ရုံးကြောင်ကြောင်ပေါ်ကြောင်တို့စကားကြီးရတဲ့ငါရဲ့ငနောင်းရှင်ချေဦးရတက်မလို့ကအာနာထိလို့ရတယ်အာနာသိမ်းလို့ရတယ်မှန်နေတို့တော့အဲ့ဒီအာနာကိုအမရကိုယ်တိုင်ကာလုံးခေါ်ပြီးမှပေးရတာသမရကိုယ်တိုင်ကာလုံးခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ်လက်ရှိမှာလည်းသမရကိုယ်တိုင်ကာလုံးခေါ်ပြီးပေးရတယ်အရက်ဖက်စစ်ဖက်အရက်ဖက်ဆက်ဆံရေးဆိုတာကိုစစ်တပ်နဲ့အရက်သားဆက်ဆံရေးလို့ပဲတွေးရတယ်စစ်တပ်နဲ့အရက်သားအစိုးရအဖွဲ့အစည်းရဲ့အခြားဆက်ဆံရေးဆိုတာကိုမှားယွန်းစွာနဲ့ တွေးခေါ်ချင်တယ်။ဘာလို့မှချမ်းသာမီ။အဲ့ဒီလိုရဆက်တဲ့အာမီကြီးကတူမီနဲ့ဆိုင်တော်လိုင်းရောက်မနိုင်ဘူးလား။ဒါဆိုရင်အခုခင်ဗျားတို့နိုင်နေတယ်ထင်ရင်လည်းနေနေမှာ။ခင်ဗျားတို့ထိန်းချုပ်နေမြေခင်ဗျားတို့အုပ်ချုပ်နေမြေစိုးမိုးနေမြေခင်ဗျားတို့နိုင်နေပြီဆိုတဲ့မျိုးနေနေမှာကခင်ဗျားတို့ပြောသလိုတူမီတွေကအုပ်ချုပ်ထားတာ။တူမီတွေရဲ့အရင်ရှင်းလား။ဒါမှမဟုတ်အဲ့ဒီတူမီတွေကိုရှေ့ကနေတေခိုင်းပြီးတော့လူသားတိုင်းလုပ်ပြီးနောက်ွယ်မှာနေမြေရောက်ယူစိုးမိုးအုပ်ချုပ်နေတဲ့အီးအိုအီးအောင်အမိကအကြံဖတ်သမားတွေအရင်ရှင်းလား။ ခင်ဗျားတို့တူမီနေဆိုင်ရဲ့တော်လန်ကြီးကနိုင်နေတယ်ဆိုလို့ရှိရင်ခင်ဗျားတို့တိုင်းယူထားတဲ့အနေနဲ့ဒီမှာအစိုးရရုံဆိုင်လို့ရတာလားခင်ဗျားတို့တွေးထင်ထားတယ်လို့သဘောဆိုတာတူမီကိုင်နေပဲဖြစ်တယ်မနေ့ကကျွန်တော်တူမီရွယ်လေးပေါ့မပုမပုတုကသူပြောသွားတာလေးတွေအဲသူရဲ့အမြင်လေးတွေပေါ့သူရဲ့နိုင်ငံရေးအားလေးတွေသူပြောသွားတာဟိုဒီအနေပတ်သက်လို့ကျွန်တော်သဘောထားလေးပဲကျွန်တော်ပြောပါပါဟိုကျွန်တော်ကဒီ NLD က ကျွန်တော်ထွက်တာထုတ်တာမဟုတ်ဘူးနော်ထွက်တာထွက်တာအဲ့တော့ NLD ကကျွန်တော်ထွက်ပြီးတော့ကျွန်တော်ပါတီထောင်တယ်ပြီးတော့ကျွန်တော်အခုတော့ကျွန်တော်ဒေပါတီမှမပါဘဲနဲ့မဝင်မဲနဲ့ကျွန်တော် ACC လာယူပါတယ်အဲ့တော့ကျွန်တော်ကဘယ်ကူကူကြီးနဲ့လဲကျွန်တော်ရင်းနီးနီးဆက်ဆံမှုတယ်အဲဒေါ်တက်ခိုင်နဲ့လဲကျွန်တော်လှုပ်တော်ထဲမှာကိုက်ရဲ့အတူတူထိုင်ပြီးတော့ကျွန်တော်တို့သူ့ရဲ့သဘောထားလေးသူ့ရဲ့ သင်္ကြဆွေးနွေးချက်လေးတွေကျွန်တော်လေ့လာထားတယ်ဟိုကတ်ရက်ထံတော့ခင်တာပေါ့ဗျာနော်ဒါကပြောပြတာနောက်ချက်ကတော့ဒေါ်စန္ဒမင်းကတော့ပြောနေသားမလို့ကျွန်တော်တို့ NLD ကနေပြီးတော့ကျွန်တော်ဟာလို့ဟိုဟာသူလူလောက်လာခဲ့တာနောက်အဲမဘုဒ္ဓမပြောတဲ့အချိန်မှာဥကျော်စရာတို့လည်းကျွန်တော်ကယဉ်နိမှုရှိပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ကဒီကိုမဟာယီမန်းချက်ကတော့ ဗျူဟာကတော့အားလုံးကတူပါတယ်ဘာလို့လို့ဆိုတော့နိုင်ငံရေးနိုင်ငံရေးရဲ့ခီးပန်းနဲ့အကုန်လုံးကတူတူပါပဲသို့တော်လည်းဒီအီဒီနီးနီးပိုင်းနီးစနစ်ပိုင်းဆိုင်ရာနဲ့အဲနီးစနစ်ပိုင်းဆိုင်ရာကျတော့တယောက်နဲ့တယောက်မတူနိုင်ဘူးလေနော်တယောက်နဲ့တယောက်မတူနိုင်ဘူးအဲ့ဒီမတူနိုင်တာကျွန်တော်နားလေတယ်ကျွန်တော်နားလေတယ်ကျွန်တော်ကဟိုကိုကိုယ်တိုင်ကလည်းဒီဒီဒီ2025 မာကျွန်တော်ရွေးကောက်ပွဲကျွန်တော်ဝင်ဝင်မှုလို့ဆုံးဖြတ်ထားတာပေါ့ဗျာနော်ဝင်တော့ဘူးဆုံးဖြတ်တာသို့တော့ဝင်မဲ့လူတွေကိုလည်းကျွန်တော်တန်းတန်းဘက်ကကူညီပေးမှာနော်ကျွန်တော်ဝင်တဲ့လူတွေအာဥမာဆိုပါစို့ဟလာအဲလွတ်တော်ကိုယ်စားလှယ်ဒီရဲ့နော်အရေးချင်းရှိအောင်ဘယ်လိုဆောင်ရွက်ရမလဲလွတ်တော်ကိုယ်စားလှယ်တည်တည်တဲ့အချက်များဒါဒီကျွန်တော်ခုဒီတစ်တော်ထဲမှာလည်းပြောပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ချင်းချင်းကဒေါ်လာကွဲလဲမှာမဟုတ်ဘူးနော်ဒေါ်လာကွဲလဲမှာမဟုတ်ဘူးအဲနောက်တစ်ချက်ကလည်း ဒီကျွန်တော်တို့ဒီ NUG ဆိုတာကကျွန်တော်ဟိုအပြင်က NUG ဟောက်ကြည့်ညို့ဆိုတာကျွန်တော်သူကဆက်ပြီးပွဲရတယ်ကျွန်တော်လည်းဆက်ပြီးပွဲရကျွန်တော်ကတယောက်တည်းတော့ respect ရှိတယ်အကိုကြီးညီလေးပေါ့ဗျာเนาะကျွန်တော်သူ့ခေါ်လဲအကိုကြီးလို့ခေါ်တယ်အဲသူ့လည်းကျွန်တော်ဒီဆက်ပြီးတင်တန်းနေဆက်ပြီးတင်ဟောပြောမှုပိုင်းမှာကျွန်တော်နည်းနည်းပါးပါးသူ့ကိုကျွန်တော် sharing လုပ်ဖူးတယ်เนาะအကိုကြီးဒီလိုလိုပြောဒီလိုဆိုဒီလိုကဲအဲ့တော့တယောက်တည်းတော့ကျွန်တော်တို့ကအဟွာမရှိဘူးရန်သူတွန်တန်းမရှိဘူးအဲတယောက်တယောက်ရဲ့ယူဆတယောက်မတူညီတာပဲရှိပါတယ်